ရယူတိုင်းဒေသကြီးမြောင်မြို့နယ်တွေကရွာပေါင်း200ကျော်မှာရင်းနှင်းရှာဖွေစမ်းသပ်မှုကိုဒေသခံတွေကကန့်ကွက်နေကြပါတယ်ဒီသတင်းကိုတော့ဒေါခင်ဦးပါကတင်ဆက်ထားပါခင်ဗျာရယူတိုင်းမြောင်မြို့နယ်တွေကကျေးရွာအုပ်စု23အုပ်စုမှာရွာပေါင်း236ရာရှိပြီးရင်းနှင်းရှာဖွေစမ်းသပ်မှုတွေပြုလုပ်ဖို့ရှိနေပါတယ်တချို့ရွာတွေမှာရေနံရှာဖွေစမ်းသပ်မှုတွေစတင်နေပြီးဒေသခံတွေရဲ့လက်မီတွေဝင်ရောက်ရှာဖွေစမ်းသပ်တာကြောင့်စိုက်ပျိုးထားတဲ့မပဲကွန်းတွေပျက်စီးဆုံးရှုံးမှုပေါ်ရောကြီးမပေးမှာကိုစိုးရိမ်မှုတွေရှိနေတာပါ။ အတိမပေးပဲအဲ့လိုဖြတ်သွားတော့ကျွန်တော်တို့မှဆုံးရှုံးသွားတာဗျာသူတို့လူအုပ်ကြီးနဲ့နင်းသွားတော့အဲ့တော့အခုတိုင်နေစိုက်ပြီးလို့အခုတူးကုန်ပြီအဆက်ရဟိုစားဆက်နဲ့တွင်းရှိသွားပြီတယောက်မှ မပေးသေးပါဘူးအဲ့တော့ရောချေးပေးမယ်ဆိုရင်လည်းတိတိကျကျပေးပေါ့လုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီအနေနဲ့လည်းရေနံတူဖော်မှာနဲ့ပတ်သက်လို့ဒေတာကနေကိုခေါ်ယူတွေ့ဆုံရှင်းလင်းဆွေးနွေးတာတွေရှိပါတယ် ုမ္ပဏီကတာဝန်ရှိတဲ့သူတွေနဲ့ဒေသခံကောင်းဆောင်တွေမြို့နယ်အဆင့်အုပ်ချုပ်ရေးပိုင်းတွေနဲ့ရပ်ဖက်အဖွဲ့အစည်းတွေကတော့ညှိနှိုင်းမှုတွေလှုပ်ဆောင်နေပြီးဒေသခံတွေမနဲ့နာအောင်ဆောင်ရွက်သွားမယ်လို့အုပ်ချုပ်ရေးမှူးကပြောပါရတယ်။ public ဘက်ကခံစားချက်ကိုပြန်ပြီးတော့ပြင်ရှင်းပေးဖို့တစ်ဖက်ကလည်းနိုင်ငံတော်ကနေပြီးတော့ဒါလိုကျွန်တော်တို့ဆွေးနွေးခွင့်နဲ့နားလည်မှုဒီဘဝတော့ဒေါ်လူစာချုပ်ချုပ်ပြီးတော့ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်တော့ဒုဘက်ကကျတော့နိုင်ငံတော်ဘက်မှာလည်းတာဝန်ရှိနေတယ် public အတွက်လည်းတာဝန်ရှိတယ်ဆိုတော့နိုင်ငံတော်လည်းအကျိုးရှိအောင် public လည်းလက်နာဆောင်ရွက်မှုရှိအောင်ပေါင်းစပ်ညီလာဆောင်ရွက်ပေးနေတယ်ရေနံလျှောက်ဖွေးလုပ်ငန်းတွေကိုရိုက်ကျွေရအုပ်စုတောင်းကြကျွေရအုပ်စုမဲစင်းကျွေရအုပ်စုတွေမှာပြုလုပ်နေကြပြီးဒုဖော်ရမှုတော့မရှိသေးပါဘူး ၊နေမင်းကျွရအုပ်စု၊ကရင်ငုံကျွရအုပ်စု၊ဇီကုံကျွရအုပ်စု၊ထူကျွရအုပ်စု၊တောင်ကြကျွရအုပ်စုတို့နဲ့ထိစပ်နေတဲ့ထူအင်းမကိုတော့ဒေသခံတွေကရေနံဝင်ရောက်ရှာဖွေဖို့ကိုလုံးဝလက်မခံကြပါဘူး။ဒီအင်းမြစ်ပြောက်ဖုတ်သွားမှာဆိုရင်လည်းရေဘော်ကြီးအောက်မှာနေတဲ့သားငါးလေးတန်းဒီဘောမျိုးစဲ့ပြီးပြီစိတ်တုံးသွားမှာကြောက်ရဲနောက်ပြီးတော့သူအင်းမပါလူကြီးသုံးပုံနှစ်ပုံလောက်ကမိကုန်နေဆိုင်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားတင်ပို့တဲ့အိမ်စုဖြစ်တဲ့ပိန့်လုပ်ငန်းအားလည်းဒီနေ့ကိုအိမ်မောက်ထောက်ငါးလောက်ရပါတယ်နှစ်စဉ်ဝင်ဝေးပါအဲ့ဒီဘောမှာပေါက်နေတဲ့သရေတို့နွန်နီတို့ခုံမွင်းတို့ ဝက်လာတို့ကျူတို့ဆိုတာလေသူ့တဘာဝတွေကပေါက်ရောက်နေတဲ့အမြင်တွေဒီအဲ့လူဆက်စစ်ကြီးစိတ်သုံးသွားမှာဖြစ်စီအတွက်ကြောင့်မလို့လုံးဝသဘောတူညီမရပါဘူးကုမ္ပဏီနေနဲ့ဒေသကနေလုံးဝလက်မခံတဲ့ထူအင်မအခြေအနေတွေကိုသက်ဆိုင်ရာအစိုးရကိုတင်ပြထားတယ်လို့သိရပါတယ်မြို့နယ်တာဝန်ရှိအုပ်ချုပ်ရေးပိုင်းကတော့ကုမ္ပဏီနေနဲ့ဒေသကနေနဲ့အဆင်ပြေမှုရမှာလောက်ကင်မှုကြိုးပြောထားတယ်လို့ဆိုပါတယ်တို့ရဘိုးတက်လိုက်လို့အဒီနေရာတော့ရှောင်ငတ်ဆိုရလဲပဲအချမ်းသာမဲ့လို့ရှိတယ်။ဘာမှမပြည့်စုံနဲ့ရတယ်။တို့အချွေဘက်ကတော့တို့ကိုကြိုပြောထားပြီးသား ဒေသခံပြည်သူနဲ့အဆင်မပြေတဲ့ကိစ္စနောက်ဆုံးဒီတောင်သူတွေရဲ့လေကွက်ကိုဆင်းလာတော့တောင်သူကကန့်ကွက်ရယ်ဆိုတော့ပြန်မလုပ်ပါနဲ့ဆိုတော့မှားပြီးသားပဲဒီရင်းနှီးရှောက်ဖွေလောက်ကန်မှုကိုမနေ့ဧပြီလလောက်ကမှဆိုရတယ်မလေးရှားခြေဆိုင်ရင်းနှံတူဖော်တဲ့ကုမ္ပဏီတစ်ခုတို့၃နှစ်စာချုပ်နဲ့နှစ်ဖက်သဘောတူချုပ်ဆိုခဲ့တာဖြစ်ပါတယ်ကျွန်မခင်ပါပါရှင်